2025ခုနှစ်တိုင်းဒေသကြီးနှင့်ပြည်နယ်အမျိုးသားအမျိုးသမီးဗောလီဘောပြိုင်ပွဲအောင်မြင်စွာကျင်းပပြုလုပ်နိုင်ရေးပေါင်းစပ်ညီနိုင်စည်းဝေးကျင်းပတဲ့တဲ့ရင်ကိုတင်ဆက်ပေးမှာဖြစ်ပါတယ်။မြန်မာအားကစားအဆင့်တန်းတိုးတက်မြင့်မားလာစေရေးနဲ့ဗောလီဘောအားကစားနည်းအဆင့်တန်းတိုးတက်မြင့်မားလာစေရေးမျိုးဆက်တဲ့အားကစားသမားများစင်ဆက်မပြတ်ပေါ်ထွက်လာရေးတို့ကိုရည်ရွယ်၍2025ခုနှစ်တိုင်းဒေသကြီးနှင့်ပြည်နယ်ဗောလီဘောပြိုင်ပွဲအောင်မြင်စွာကျင်းပပြုလုပ်နိုင်ရေး ပေါင်းဆက်ညှိနှိုင်းစည်းဝေးကိုမေလ30ရက်နေ့နဲ့9နာရီအချိန်ကရှမ်းပြည်နယ်အစိုးရဖွဲ့ရုံအစည်းအဝေးခမ်းမနေ့၌ကျင်းပပြုလုပ်ခဲ့ပါတယ်။အဆိုပါအစည်းအဝေးသို့ရှမ်းပြည်နယ်အစိုးရဖွဲ့ဝင်ပြည်နယ်လူမှုရေးရာဝန်ကြီးဦးမင်းမင်းလွင်ပြည်နယ်တိုင်းရင်းသားရေးရာဝန်ကြီးဦးအောင်ကြည်ဝင်ပြည်နယ်အားကစားနှင့်ကာယပညာဦးစီးဌာနညွန်ကြားရေးမှူးဦးကျော်ကျော်သိန်းသက်ဆိုင်ရာဖွဲ့စည်းထားရှိသောကော်မတီများမှတာဝန်ရှိသူများနှင့် ဖိတ်ကြားထားသူများကတက်ရောက်ခဲ့ကြပါတယ်။ရေးဦးစွာရှမ်းပြည်နယ်ဆိုရဖွဲ့ဝင်ပြည်နယ်လူမှုရေးရာဝန်ကြီးဦးမင်းမင်းလွင်က အဖွင့်အမာစကားပြောကြားရာတွင်2025ခုနှစ်ဒီဇင်ဘာလအတွင်းမှာ33ကြိမ်မြောက်အရှိတောင်အာရှအားကစားပြိုင်ပွဲရှိသည့်အတွေ့2025ခုနှစ်အတွင်းမှာတိုင်းဒေသကြီးနှင့်ပြည်နယ်အားကစားပြိုင်ပွဲတွေကိုကျင်းပမှာဖြစ်ပါကြောင်းရှမ်းပြည်နယ်အနေနဲ့ဗိုလ်လီဘောဖူးစဲအားကစားပြိုင်ပွဲတွေကို အင်းရှင်ဖြင့်လက်ခံကျင်းပပေးရမည်အပြင်အသက်၁၈နှစ်အရအမျိုးသားဘော်လုံးပြိုင်ပွဲနှင့် အသက်၂၅နှစ်အရအမျိုးသမီးဘော်လုံးပြိုင်ပွဲများ၏အုပ်စုပွဲများကိုလည်းအင်းရှင်ဖြင့်လက်ခံကျင်းပသွားရမှာဖြစ်ပါကြောင်းရှမ်းပြည်နယ်အနေနဲ့အင်းရှင်ဖြင့်တိုင်းဒေသကြီးနှင့်ပြည်နယ်အားကစားပြိုင်ပွဲများကို၂၀၁၄ခုနှစ်မှာပထမအကြိမ်၂၀၁၉နှစ်မှာဒုတိယအကြိမ်၂၀၂၂ခုနှစ်မှာတတိယအကြိမ်၂၀၂၃ခုနှစ်မှာစတုတ္ထအကြိမ် အင်ရှင်ဖြစ်၄ချိန်တိုင်တိုင်လက်ခံကျင်းပပေးခဲ့ပြီးဖြစ်ပါကြောင်းရှမ်းပြည်နယ်အစိုးရဖွဲ့မှအင်ရှင်ဖြစ်လက်ခံကျင်းပခဲ့သည့်ပြိုင်ပွဲများတွင်အဆင်ပြေချောမွေ့စွာဖြင့်ပြိုင်ပွဲများကို အောင်မြင်စွာလက်ခံကျင်းပပေးနိုင်ခဲ့ပါကြောင်းရှမ်းပြည်နယ်အနေဖြင့်အခြားပြည်နယ်နှင့်တိုင်းဒေသကြီးများမှအားကစားသမားများနေထိုင်စားသောက်ရေးသွားလာရေးကျန်းမာရေးလုံခြုံရေး ပြိုင်ပွဲများအစဉ်ပြေချုံးမွေစွာကျင်းပနိုင်ရေးတို့ကိုအင်ရှင်နေဖြင့်လက်ခံဆောင်ရွက်ပေးမှာဖြစ်ပါကြောင်းအစည်းအဝေးသို့တက်ရောက်လာကြသည့်ကော်မတီဝင်များနေဖြင့်မိမိတို့သက်ဆိုင်ရာကော်မတီများအလိုက်တိုင်းဒေသကြီးနှင့်ပြည်နယ်အမျိုးသားအမျိုးသမီးဗိုလ်လီဘောပြိုင်ပွဲကို အောင်မြင်စွာကျင်းပနိုင်ရေးဝိုင်းဝန်းကြံပေးဆွေးနွေးပေးကြဖို့လိုအပ်ပါကြောင်းပြောကြားခဲ့ပါသည်ဆက်လက်၍စက်ကော်မတီဝင်များမှအကြံပြုဆွေးနွေးကြပြီး ြည်နယ်ညွန်ကြားရေးမှူးမှပြိုင်ပွဲနှင့်ပတ်သက်ပြီးအားကစားပြိုင်ပွဲများကျင်းပပြုလုပ်ရမည့်အားကစားကွင်းအားကစားရုံများလေ့ကျင့်ရေးကွင်းနှင့်ပြိုင်ပွဲဝင်အသင်းများ၏တဲကိုဆောင်များပြင်ဆင်ထားရှိမှုနှင့်ရန်ပြည်နယ်ကိုစားပြုအမျိုးသားအမျိုးသမီးနှစ်သင်းစလုံးအောင်မြင်မှုရရှိရေးအတွက်စကမ်းဝင် လေ့ကျင့်နေမှုများကိုရှင်းလင်းပြောကြားပါသည်။ရန်ပြည်နယ်တွင်အင်ရှင်ဖြစ်ကျင်းပပြုလုပ်မည့်အမျိုးသားအမျိုးသမီးဗောလီဘောပြိုင်ပွဲနှင့်ဖူးစဲဘောလုံးပြိုင်ပွဲများကို ဇွန်လ3ရက်မှဇွန်လ12ရက်နေ့ထိကျင်းပပြုလုပ်သွားမည်ဖြစ်ပြီးအသက်18နှစ်အရွယ်အမျိုးသားဘောလုံးပြိုင်ပွဲနှင့်အသက်25နှစ်အရွယ်အမျိုးသမီးဘောလုံးပြိုင်ပွဲအုပ်စုပွဲများကိုလည်းပြည်နယ်အားကစားကွင်းတွင်အင်ရှင်ဖြစ်လက်ခံကျင်းပသွားမည်ဖြစ်ကြောင်းသိရှိရပါသည်ခင်ဗျာ။